မလီကိုတန်းတင်ရဲ့အတီစောလာကြီးလားမသားပေါ်ရင်ခောက်တဲ့ကြီးစီတန်ချင်းနဲ့အတူမမြရင်ရဲ့ယောက်ျားအရဲ့သမားတန်းတင်ယမန်လေးကအရမူပြီးခြေမျက်စီတာတာလောက်ပဲရှိတဲ့ရေပွက်ထဲမှာနှာခေါင်းနှစ်ခါတည်သွားခြင်းပဲဖြစ်တဲ့အတွက်မမြရင်တယောက်ရဲ့ကြက်တီကင်းမဲ့စွာငိုကြွေးနေတဲ့ကိုဖိုးတေအရက်တောင်ရင်ကြားလိုက်ရလေတော့လေဟာသေးပြန်ပြီတယောက် အရဲတောင်နေမှာပဲထိုးတို့ရေရွလိုက်မိတော့တယ်အာအာရုတ်တရက်တအားအားနှင့်အော်ကာထပြန်သွားတဲ့ကြီးကန်းတွေရဲ့အတန်တွေကလည်းလွန်စွားမှကြက်တီးမရှိလာပြီဩလူတွေလူတွေအားတိုင်းတည်နေကြတာငါလိုသူ့ဘာရစားကိုမတနာကြဘူးထင်ပါရဲ့တယောက်သေးတခြင်းနှုံးဖြင့်မသားချင်းတူးတဲ့ဖိုးတွေတယောက်စိတ်ပြည့်ညင်ညွန်းစွာဖြင့်ရေရွလိုက်လေတော့တယ်အမလီမမရည်တယောက်ငုံနေရင်မှအပင် တကိကေဖြစ်တက်သွားသည်ကိုအနီးနားနိုင်ပါတဲ့လူများကလည်း ဝိုင်းဝန်း၍နှာနှက်ပေးလိုက်တော့မှပဲသတိပြန်လဲရလာလေတော့တယ်ကိုတန်းတင်ရဲ့ကိုတန်းတင်ရှင်ကျမကိုထားခဲ့ပြီလားရှင်မရှိပဲကျမအသက်မရှင်နိုင်ဘူးထိုးထိုးပြောရင်းနဲ့ကိုတန်းတင်ရဲ့အခောင်းကြီးကိုဖက်ကငိုယူလေတော့တယ်ထိုအခါအနီးအနားမှလူများကလည်းမမရဲ့စိတ်ထိတ်စိတ်ထိတ်မှဟဲ့ထိုးထိုးပြောရင်းနဲ့မမရင်ကိုတားကြလေတော့တယ်မမရင်ကလည်းပြောလေကဲလေမန်းလေပြဲလေဆိုတဲ့မိမစားထင်မှရဲ့ပြောကားမှပိုဆိုးပြလေတော့တယ်ရှင်ရှင်ရှင်မရှိပဲနဲ့ကျမ တက်ပြဲမီလုံးကြပါအောင်ဟာတင်းကြိုင်းတစ်ခုလုံးလဲစူညံပေါ်လောရိုက်သွားလေတော့တယ်ဖိုးတီတယောက်ထိုးပြပြကိုကြီးရင်ခေါင်းကိုခါခါရမ်းမိတော့တယ်ပြီးနောက်လက်ဆွဲတော်ပေါက်တူးကိုခိုင်းကထိုးမသားရှင်အနီးသို့သွားလိုက်လေတော့တယ်ဘယ်လိုဖြစ်ရတာလဲဗျာမမျက်ရင်အမလေးကိုတန်းနေရဲ့ဖိုးတီကအကိုကိုမေးနေပြီဘယ်လိုဖြစ်နိုင်မှာတော့ဖိုးတီအမေကိုထိုးတို့ပြောရင်မမျက်ရင်တယောက်ငိုကြီးချက်မှဖြစ်ရပြန်တယ်ထွက်ကဖိုးတီကကဲကဲကဲထားပါတော့ဗျာခမရယောက်ျားအလောင်းကိုခုမြုပ်မှာမလား အကိုကိုထားခဲ့နိုင်တယ်ငေါ့ကူကတက်ပါငေါ့ကူကတက်ပါငေါ့ကူကအကိုနဲ့ရောပြီးတော့မြင်မြုပ်လိုက်စမ်းပါဟဲ့ထွက်ခါဖိုးတွေကအမြင်ကက်ကက်နေဒါဆိုလဲကျုပ်ကျွင်းကိုချဲ့ပေးလိုက်မယ်ဗျခဏတော့စောင့်ထွက်ခါအာသူဘက်လိုက်ပို့ကြတဲ့ပုရိသအပေါင်းတို့ကလည်းဟောခနဲ့ပွဲကြသွားလေတော့တယ်ဖိုးတွေနိနိနိဟာဟာတက်သွားပြန်ပြီမမြရင်အပါလာတဲ့လူများကလည်းဝိုင်းဝန်းနှိမ့်နေပေးကြရလို့ပြန်တော့တယ်။တတိယလာတော့မမြရင်ဖိုးတွေအားမျက်စောင်းကြီးဖြင့်ဆဲလိုက်လေတော့တယ်။ဖိုးတွေမှလွဲရည်မြည်သူမြန်နားလဲမြည်တော့မဟုတ် ဖြီး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 အသာချမသားခေါင်းကြီးကိုကျင်းတယ်သူ့ချလီတော့ဒီထိုးအခါဟာမမြရင်မလုံနဲ့မလုံနဲ့လေရုတ်တရက်မမြရင်တရားကိုတန်းတင်အခေါင်းချရာကျွန်းတဲ့သူခုံချသွားလေတော့လေပြန်တက်ခဲမမြရင်တည်တဲ့လူကတည်နေပြီပဲဗျာတန်ရုံးစင်ကိုဖြတ်လိုက်ပါတော့အကို့ကိုမခွဲနိုင်ရင်လေအီအီ ထွက်ခါဖိုးတွေကဟာကြားတယ်ဗျာမြေဖိုးလိုက်တော့သူသေးချင်းနေတာပဲထွက်ခါမှမမြန်ရင်တယောက်ကျင်းထဲကိုကပန်းကန်းနဲ့တက်လာလေတော့တယ်ကိစ္စများပြီးစီတော့အားလုံးကပြန်သွားကြလေတော့တယ်ကိုတန်းနေတယောက်ကတော့အေးဆေးစွာဖြင့်အနားယူပြီးလို့မဟုတ်ပါလားတုတ်တန်တွင်၌နောက်ဆုံးကြံခဲ့သည်ကအသက်ဝိညာဉ်များကင်းမဲ့နေတဲ့လူသေးများရဲ့အုပ်ကူများနဲ့ဖိုးတွေတယောက်သာโอ้မိမမိမမိမဆိုတာဒါမျိုးလားထို့သောတီးတူးရေရွတ်မိတော့တယ်ဖိုးတွေတောက်မင်းအလုတ်ကိုအဆင်ပြေတယ်မလား ြည်ပါတယ်ကွာသူ့ဘာရစာလီကွာမပြုံးရက်ဆိုင်နဲ့နေဖိုးတင်တဲ့အတူ၎င်းရဲ့ငယ်စဉ်ကတည်းကလက်ပင်းဖက်ပြီးပေါင်းလာတဲ့တာတီးတို့စကားလက်ဆုံကြနေတော့တယ်လင်းစမ်းမောင်းကွာမင်းကတိတ်ကြွေတာဆိုတော့မင်းကြဘူးမှာပါအတုပတ်ဆိုတာလေအေးလေဘာဖြစ်လို့လဲမင်္ဂလာကိုအထည့်ရင်ဘာဖြစ်လဲအမင်္ဂလာပေါ့ကွာအမင်္ဂလာနဲ့မင်္ဂလာဆိုတာဘယ်ဟာအကောင်းလဲဟာမင်္ဂလာပေါ့ကွာအေးလေအဲ့ဒါလိုပဲအတုပတ်ဆိုတာမကောင်းတာတုပတ်ဆိုတာကောင်းမြတ်ခြင်းကွာ ရာသာဆိုတာမင်းမရင်ရှင်မြင်ပေါ့ကွာဒါကြောင့်သူ့ကရာသာဆိုတာကောင်းမြတ်သောရှင်မြင်လို့အဓိပ္ပာယ်ရတယ်ကွာအော်အဲ့ဒါလို့လားငါမင်းကိုဒါတွေမယုံမှုထင်တာမဆိုင်ဘူးလေဒါကပါဠိအဓိပ္ပာယ်တွေလေငါမယုံတာကအယူအဆတွေကွာဖိုးတွေကထိုးထုတ်ပြောသည်ကိုတာတိကမယုံလို့တော့မရဘူးတချို့ဟာတွေကတကယ်တွေကရှေးထုံးလဲမပဲနဲ့ဈေးထုံးလဲမကျွယ်နဲ့တဲ့မကြဘူးဘူးလားထွက်ကဖိုးတွေကဒါရှေးဆိုရိုးစကားမှုငါလက်ခံလိုက်မယ်ကွာ ထာကပြောရင်ဟဲ့ပပရေမောလိုက်လေတော့တယ်ပြီးနောက်၎င်းအိတ်ကက်အတွင်းမှဆောင်ရွက်ကလေးတစ်ယောက်ကိုထုတ်လိုက်လေတော့တယ်တွေ့လားငါထီထိုးတာတယ်ကွာထီပေါက်လို့ကတော့မမျိုးဆိုင်တဆိုင်လုံးကိုမင်းကိုတိုက်မယ်ကွာတာဒီကအေးပါကွာထီထိုးထားတယ်ဆိုတော့လေထီတယ်ကိုမင်းလိုက်စာပေးလိုက်လားထာကဖိုးတေးကရေမောရင်ဖြင့်ဟာပေးတာဗောတင်းໃຫင်ကုန်းလို့မေးလိုက်ရင်အကုန်တိလာပဲလေဟာအေးပါကွာဒါနဲ့ဟိုတယ်လောက်ကတေးသွားတဲ့ဒုသင်ငယ်ချင်းတန်းတင်းရဲ့မိန်းမလေနောက်လေယူသွားပြီတဲ့ဟာ တာတိအပြောကြောင်ဖိုးတီအံ့ဩသွားလိတော့ဟာဘယ်နဲ့ကွာသူ့လင်သေးတာဆဲတောင်မပြေသေးပါဘူးကွာအေးကွာတနေ့လာရင်တိုင်းကငေးကြီးစားလို့ပြောတာပဲနာမည်ကတော့တီဟာတဲ့သူတို့ခုရန်ကုန်သွားကြပြီအလိုအလိုဖိုးတီအလိုအလိုသာပြောနိုင်နေတော့တယ်မိမမယူပဲလူပြိုကြီးလှုပ်လိုက်မိတာကိုဒီတသက်နောင်တရတော့မှာတော့မဟုတ်ပဲဒါနဲ့အခုတလောလူတွေကတအားတည်တယ်ကွာကတ်ဆိုင်နေတာလားတော့မသိဘူးကြွချိန်တယ်လို့ကြွတာပဲကွာလှွတ်ထားလိုက်ကြွတာကအေးမကြည့်ဘူးငါပင်မန်းနေဟာဟာ မင်းကလည်းဒီလောက်ကတော့မင်းကအေးဆေးပဲမဟုတ်လားခုအသက်ကလည်းနည်းနည်းလေးရလာပြီလေကွာတရက်ကိုငါးလောင်းသေးတာကြာရင်ငါသေးဖို့ပဲကြံတော့တယ်ထွက်ခါတာတိကရဲမောလိုက်လေတော့တယ်ရဲမနေနဲ့ကွာငါစိတ်မရှိဘူးမသားချင်းသုံးလေးချင်းလိုက်ကြိုတူးထမှတော်ခါကြမယ်နဲ့တူတယ်ဟာဟဲ့ကောင်ရှောက်မလုံးနဲ့မသားချင်းကကြိုတူးရင်ကိုတာတိရုတ်တရက်အတန်းကြောင့်တာတိနောက်ကိုလှည့်ကြည့်လိုက်တယ်ဟာကျန်းစိမ်မမိမမှန်မိတယ်ကိုတာတိဤမိမဒေါနဲ့မောနဲ့ရှင်ဒီရက်တွေကိုမျိုးစို့နေပြန်ပြီလားဟာမိမကလည်းဖိုးတယ်လေပါတယ်လေ အေးရှင်သင်ရင်အဲ့ဒီဖိုးတွေကမြေချင်းမှာတူးပေးလိမ့်မယ်ခုလာမလားမလားဦးလားတာတီလည်းစောစောကစကားကိုမဆက်နိုင်တော့ပဲဖိုးတွေအားမျက်စာပြင်ရင်သူမိမစီပြေးသွားလေတော့လေပြီးနောက်လက်ပြနှုတ်ဆဲရင်ထွက်သွားတဲ့တာတီကိုကြည့်ရင်းနဲ့ဖိုးတွေတယောက်အော်မိမ့်မမိမ့်မမိမ့်မဟုတ်သည်လို့ရေရွတ်လိုက်လေတော့လေဖိုးတွေဖိုးတွေတုတ်တဲ့တင်းချိုင်းကုန်းအတွင်းသို့လူသုံးယောက်ရောက်လာလေတော့လေထိုသုံးယောက်ထဲတွင်ဖိုးတွေရဲ့တငယ်ချင်းတာတီလည်းပါလာလေတော့လေဖိုးတွေဟဲ့ကောမိထီပေါက်တယ်ကွာတသိမ့်စုတယ်ကွာသို့တော်ဖိုးတွေစီမှအတန်တစုံတရာပြန်မကြရပါဘူး ဟာထိုးတို့ပြောရင်တာတီဟိုဒီဒီကိုရှောက်ကြည့်နေတော့လေရုတ်တရက်ဟာတာတီဟိုမှာဖိုးတယ်တာတီနဲ့တူပါလာတော့ကိုဒိုးလုံးတော့ကလည်းအလန်တကြားလှမ်းခေါ်လိုက်လေတော့လေထိုအခါတာတီလည်းဒိုးလုံးခွန်အစည်းသို့အပြေးကြည့်လိုက်တော့အုတ်ကူလေးနှစ်ခုကြားမှာခွေလျက်သားလဲကျနေတဲ့ဖိုးတွေကိုတွေ့လိုက်ရလေတော့ဟာဟေ့ကောင်ဖိုးတွေဟေ့ကောင်ဟေ့ကောင်တာတီဖိုးတွေအသက်မရှိတော့ဘူးကွာဟာဘယ်ဘယ်ဘလူဖြစ်တာလဲဘယ်ဘယ်ဘယ်ဖြစ်မလဲရောက်ခွန်လူကြီးတော့ခေါ်ကွာမြင်းမြင်း တာဒီပြောသည်နဲ့တပြိုင်တည်းထဲဒိုးလုံးတယောက်ပစိုးကိုခိုင်ခိုင်ဝှက်ပြီးတော့ရွာထဲကိုခြေကုံတော့ပြေးသွားလေတော့တယ်အတူပါလာတဲ့ထီတယ်လေးကလည်းဟိုပြေးရနုံနုံဒီပြေးရနုံနုံဖြစ်သွားလေတော့တယ်တာဒီမှတော့ဖိုးတေအလောင်းကြီးကိုဖယင်းနဲ့ဟာတကယ်ကြီးဟာမိထီပောက်တယ်ကွာမိမတည်ရဘူးကွာထပါဦးမပြုံးဆိုင်မှာအရက်ဒီအဝတ်တော့မယ်လို့မိကတိပေးထားတယ်လေကွာတာဒီတယောက်အသက်ဝင်ရင်ကင်းမဲ့နေတော့ဖိုးတေအလောင်းကိုခြင်ထားရင်အသံအကြီးဖြစ်ခြေခွဲနေတယ်လေမကြခင်ဒိုးလုံးနဲ့အတူရက်ွက်လူကြီးရွာလူကြီးတို့ရောက်လာလေတော့တယ်ဘလို့ဖြစ်ရတာလဲဟဲ့ အဘဖိုးတွေကိုခေါ်ပြတော့ဘူးဘာအေးဖိုးတွေတည်ပြီရာလူကြီးအဘတောင်းစိန်အာတာတိကလှမ်းပြီးပြောလိုက်လို့တယ်ထိုးစိန်အုပ်ချုပ်ရမှုဥတုဒကအဘရေအဘဒီမှာမသားချင်းအစ်စ်တကြွင်းပြဟာဘလို့ဖြစ်တာတော့ဒီအပိုင်းလေးမှာတေးတဲ့လူရှိလားလုံခဲ့တဲ့၃ရက်လောက်ကလေးကမရှိတော့ဘူးအဘအသက်အရွယ်ရအတွေ့အကြုံရင့်ကျက်တဲ့အဘတောင်းစိန်ကတခခုကိုသဘောပေါက်သွားဟန်ဖြစ်ခေါင်းကိုအသာရန်ရမ်းလိုက်လို့တယ်မိုက်ပါဖိုးတေရမသားချင်းကိုမှကြိုတုထားရတယ်လို့ကွာ ဟာ အလိုလေးမြတ်စွာဘုရားအဘတောင်းစိန်ရဲ့ပြောတဲ့ကိုအားလုံးကအံ့ဩသွားလီတော့တယ်နောက်ဆုံးတော့မင်းတူးတဲ့ချင်းကမင်းအတွက်ဖြစ်ရပါလေကောကွာမိုက်ပါ မှန်ပြီတဲ့မသားချင်းဆိုတာကြိုလုပ်ရကောင်းတဲ့အရာမဟုတ်ပြီမလုပ်တင်သောအရာများပဲမဟုတ်ပါလားမသားချင်းကြိုတူးပါကတခုခုခိုက်တတ်တာကိုဖိုးတည်မသေးခင်အရက်ဆိုင်တုန်းကတာတီးကမပြောကားလိုက်မိကကိုနောင်တရရ၍မျက်ရည်များဝဲလာလေတော့လေအဲ့နောက်ရက်ွက်လူကြီးများနဲ့အလုံးစုံတိုင်မြင်ပြီးတော့ထီပေါက်တဲ့စုကြီးငွေလေးကို၎င်းအတွက်ရွာဦးဖုန်းကြီးချောင်းဆောင်အသစ်ဆောက်လို့ရန်လှူဒန်းပြီးကောင်းမှုပြုလုပ်ပေးရန်သဘောတူလိုက်လေတော့လေကွယ်လွန်သူဖိုးတည်နေတကွာ 32ပုံမှကျင်လည်ကြကုန်သောဝိနည်းတတဝအားလုံးအမြပေးဝေပါれအားလုံးကြကြသည်မြအမြအမြအမြယူတော်မူကြပါကုန်လောတာထုတာထုတာထုကြေခွဲသောရုပ်စုလိုက်သောအမြဝေတဲ့များကဖုန်ကြီးချောင်းပန်ဝင်းခြင်းတစ်ခုတွင်ကြက်တီရှိသောပြည့်နှံ့သွားလေတော့တယ်ဇလဲလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလဲလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ God night, Bashir.